ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့တားဖွာခြင်းအမှု၌ getting change ဆိုတဲ့ကောင်စလင်းနဲ့အခွားပေးတော်မှာဖြစ်ပါတယ်။တိမောသေဩဝါဒစာပထမဆောင်ခန်းစ်စာပိုက်15ကိုဖတ်ပါမယ်။တောတော်လည်းဣန္ဒြေစောင့်ခြင်းနဲ့တကွာယုံကြည်ခြင်း၊ချက်ခြင်း၊တန်ရှင်းခြင်း၌တည်လင်တားဖွာခြင်းအမှု၌ getting change တို့ရောက်လိမ့်မည်ပြောရတွေ့ရတယ်။အဲတောတော်လည်းဆိုတဲ့ เนาะဒီဘယ်လိုခေါ်လဲအဆက်ပေါ့အပေါ်ကဝါကြကပါလဲဆိုရင်เนาะသူကဧဝဖြစ်တဲ့เนาะမိန်းကလေးပေါ့မိမကမိမကဆရာမနဲ့ရဲ့လှည့်ဖြားခြင်းကိုခံတယ်။ယောက်ျားလည်းဖြားခြင်းမခံဘူး။ပြီးရင်သူကယောက်ျားတွက်မိမောက်ဖန်ဆင်းတာဖြစ်တယ်တဲ့။မိမတွက်ယောက်ျားဖန်ဆင်းတာမဟုတ်ဘူးတဲ့။ ဲ့တော့ပြောစမ်းတုတ်တော်လဲဆိုတာအာအေးဝါမှာကဂျင်ချင်းရှိနေတယ်နော်ဂျင်ချင်းချင်းအမင်လာခါရရှိတယ်အဲ့ဒါကြောင့်တဲ့သူကဘာဖြစ်လဲဆိုအဲ့ဂျင်ချင်းကသူကတားပွားချင်းအလွန်များစေမယ်တဲ့နော်ပင်မစွာဝေဒနာကိုခံရတားပွားရမယ်ကပောက်ချန်ခန်းသုံးစာပဲ16မှာရှိတယ်အဲ့ဂျင်ချင်းပေါ့အဲ့ဒီတားခဏခဏပွားမယ်ပြင်းလဲ ဟုတ်လားအလွန်ပင်မစွာဝေဒနာကိုခံပြီးဖွားမဲ့ချိန်ချင်းအဲ့ဒီကနေတော့ဟိုကဲတင်ချင်းရမယ်ပြောချင်တာကဒါလည်းခဏတပုပ်ပြုတ်နဲ့မဖွားဘူးပေါ့ပြီးရင်လည်းဒါဖွားတဲ့ခါမှာလည်းအလွန်ပြင်းထန်ပင်မစွာဝေဒနာခံစားမလို့ပဲနဲ့အလွယ်ကူပဲဒါဖွားနိုင်မယ်လို့ပြောချင်တာဖြစ်ပါဖြစ်ပါတယ်ဆောဒီနေရာမှာနော် အင်းဒီစောင့်ချင်းတဲ့ကွအဲ့ဟိုအင်းရှင်မက အမျိုးသမီးကသူ့မှာတာဖွားချင်းအမှု၌ကဲတင်ချင်းတို့ရောက်ဖို့အဲ့ဒီကျင့်ချင်းအမင်္ဂလာလွတ်မြောက်ဖို့အတွက်သူ့မှာအရင်ချင်းလေးရှိတယ်နော်အဲ့ဒါကဘာလဲဆိုတော့အင်းဒီစောင့်ချင်းတဲ့ကွာတဲ့အယုံကြည်ချင်းချစ်ချင်းတတ်ရှင်းချင်းနဲ့တည်ကြည်လင်လို့ပြောတယ်အဲ့တော့အင်းဒီစောင့်နာကဘာလဲဆိုရင်တော့ အပေါ်ပိုင်းလေးကျွန်တော်ကြည့်အောင်စာပိုက်၉မှာထိုနည်းတူမိမတို့သည်จิตသောစပင်ရွှေတစာကြောက်ပလဲအဖိုးထိုက်သောအဝတ်နဲ့ကိုကိုမစင်ပဲရှက်ကြောက်ခြင်းအင်္ဂရီဆောင်ခြင်းအပြင်လျှောက်ပတ်သောအဝတ်နဲ့၎င်းပြာဒခင်အယူတီလေးမြတ်ချင်းကိုဝန်ခံပြုစုသောမိမ့်မဆင်တဲ့အတိုင်းကောင်းသောအကျင့် နှစ်၎င်းကိုကိုတစားစင်စစ်ချင်းကငါလိုရှိပင်နရခွာမိမတဲ့အုပ်ဆိုးချင်းကိုအစဉ်ဝန်ခံတိတ်ဆိတ်စွာတင်စေမိမသည်ဆုံးမဩဝါဒပေးခြင်းယောက်ျားကိုအစိုးတရားပြုခြင်းကိုငါမပေးသူသည်တိတ်ဆိတ်စွာနေအပ်၏ဒါအင်္ဒြေဆောင်ခြင်းဆိုအဲ့ဒါပြောချင်တာဖြစ်တယ်နော်အဲ့ဒါလိုအင်္ဒြေဆောင်ခြင်းရှိတဲ့ အင်ထောင်ရှင်မင်းကလေးဟာမင်းကလေးဟာတာခဏခဏကမဖွာရဘူးပြီးရင်လဲတာဖွာရင်လဲအလွန်ပင်ပန်းတဲ့ဆင်းရဲတဲ့ဝေဒနာကိုမခံရဘဲနဲ့အလွယ်ကိုပဲတာဖွာမယ်လို့ပြောပါတော့ခင်ဗျဒါကြောင့်ဓမ္မမစ်ရှိဒီနေ့တင်ဟာနော်အင်ထောင်ရှင်အင်ထောင်တဲ့မင်းကလေးတယောက်ဖြစ်တဲ့ဆိုရင်တော့ခုနဖတ်တဲ့ တင်မတဲ့ဩရစပထမဆောင်အခန်းနှစ်စပိုက်ကိုးကနေအပိုင်းကိုဖတ်ပြတော့မှအဲ့ဒါလိုအင်ဒီရီစောင့်ခြင်းရှိပါနော်ပြင်လဲယုံကြည်ခြင်းရှိပါချစ်ခြင်းတန့်ရှင်းခြင်း၌တည်ပါအဲ့ဒါဆိုရင်တော့ဒီနေ့ကလေးမွေးတဲ့ခါမှာအဘိုက်ခွဲပြေးပြီးတော့ဘိုက်ခွဲမွေးတာတော့ဘာလို့နော်မလိုဘူး သူ့တဘာဘွားလေးတိုင်းဖယားဖန်ဆင်းတဲ့အတိုင်းမွေးပြီးတော့မှမွေးတဲ့ခါမှလည်းနော်အလွန်ပင်ပန်းစွာနဲ့ဝေဒနာခံပြီးမွေးစရာမလိုဘူးတဲ့ဒါလိုပြောပါတော့ခင်ဗျ။တရားအောင်တင်းနဲ့ကျွန်တော်နှုတ်ကပတ်တော်ကိုနားလည်ဖို့အလွန်ရည်ကြီးတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တက်တည်ခံစရာရှိတယ်။နော်ကျွန်တော်အမျိုးသမီးဒီတတရမြောက်သမီးကိုမွေးတဲ့ခါမှာမွေးတဲ့ခါမှာ ိမ်မှာပဲကျွန်တော်လဲပရမတ်နှစ်ယောက်တုန်းကလဲမရှိတော့မတိဘူးပေါ့ခေးသွားနေတဲ့ခါကျတော့ဒီသမီးလေးကိုဝင်ရင့်มาဖြစ်တာဘယ်နဲ့မွေးမလဲကျွန်တော်လဲမမေးမိဘူးเนาะအဲ့တော့ကလဲအဲ့ဒါတိတ်ခက်မစားဘူးပေါ့เนาะအခရာဆောင်းနေပါလေလဲရက်လို့တော့မရသေးဘူးလားမသိပါဘူးရက်လဲမရိုက်ဘူးအမျိုးသမီးကတော့တိတယ်ပေါ့အဲ့ဒါနဲ့တညနေကြတော့သူကဘာလို့လဲဆိုတော့ ကျွန်တော်မလည်းပတ်စံမရှိတော့သူပတ်စံနော်ရောက်ဖစီရနေပတ်စံ9000ချီတာချီပြီးတော့မှသူဆေးုံတော့မှရတော့မယ်တဲ့ဘိုက်နည်းနည်းနာလာပြီတဲ့အဲ့ဒါနဲ့ဆေးုံတော့ဖို့အတွက်နော်ဟိုမွေးဖွားပေးမဲ့လက်တယ်ပေါ့လေသူ့လည်းခေါ်တော့မယ်ဆိုတော့တော့ခေါ်လိုက်တာခေါ်တော့သူချီဟာမွေးတော့မှာတဲ့မမီဘူးတဲ့ကဲဟုတ်ပြီမွေးမြခန်းနဲ့လို့မင်းမင်းပြင်မွေးဆို အထက်လက်ရောက်တော့ခဏနေကြ OA OA ဆိုမိရောအဲ့တော့အရင်တားနှစ်ယောက်တုန်းကတော့အသေးအတန်နော်အမေအသက်ယူမလားတားတဲ့ယူမသလိုတွေဖြစ်တာနှစ်ယောက်လုံးအသေးအတန်အသေးအတန် now ဒီသမီးကြမှာအောင်းပွေဟာနော်အလွန်ပင်မဆင်းရဲစွာနဲ့ဝေဒနာခံပြီးမမွေးလဲရဘူးအဲ့တော့ခဏလေးပဲသူခံပြီးတော့မှမွေးလဲတယ်ဆရာဝန်လည်းမပါဘူး တာပေါ်ဆီမလည်းမရှိဘူးလက်တယ်လေးနော်အကူခဏခေါ်လိုက်တာဖုခရဲမွေးသွားရောအဲ့လိုရှိပါတယ်အဲ့ဒါပါလဲဘာဖြစ်လို့အဲ့လိုမွေးနိုင်လဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ဆင်ကျင်တဲ့ခါမှာနော်အမျိုးသမီးကကျွန်တော်မျိုးသမီးကအင်္ဒြေစောင့်ခြင်းနဲ့တကွာခုနပြောတဲ့အရာတွေပေါ့နော်အဲ့ဒါနဲ့ပြည့်စုံနေတော့သွားတွေ့တယ်အယုံကြည်ခြင်းရှိတယ်ချက်ချင်းတန်ရှင်းခြင်းမှတည်တယ်ယောက်ျားပေါ်မှာလည်းအလွန်ယူသည် ချင်းရှိတယ်စကားနားထောင်တယ်ပေါ့နော်ခုနဣန္ဒြေဆောင်ချင်းနေမှာလဲဒီအရနဲ့အယီချင်းတော့ကိုက်နေတာတော့တွေ့ရတယ်ဒါကြောင့်ဟိုနော်တာဖွာရအဲ့လောက်တော့ခဲ့ရင်တော့ကလေးမယူသင့်ဘူးဆိုပြီးတော့မှဆရာဝန်ကြီးရဲ့အကြံပြုတဲ့ချင်းခံရတဲ့အမျိုးသမီးဟာနော်အဲ့တော့တာဖွာတဲ့ခါမှာကေတင်ချင်းတို့ရောက်တာတွေ့ရပါတယ်ဒါကြောင့်ဓမ္မမေဆွေများဒီနေ့ သင်ဟာနော်မင်းလေးတယောက်ဖြစ်တယ်ဆိုရင်ဒီနေ့ကလေးမိဖြစ်မှာပဲအခုယောက်ျားရထားတဲ့သူဖြစ်တယ်ဆိုရင်တလကောင်။အော်ဘတ်ကြီးနေတလကောင်။အဲ့တော့ဒီနှုတ်ကပတော်လေးတိုင်းမဲ့လက်တွေ့အသက်ရှင်ပါ။အသက်ရှင်ပါ။အခင်မတဲ့ရမိပါရီရလည်းဒါလေးတိုင်းမဲ့တုန်တင်ကြပါ။အဲ့ဒါဆိုရင်တော့သင်ဟာတာပေါ်ချင်းအမှုမှာ ကဲတင်ခြင်းတို့ရောက်လိမ့်မယ်လို့ခွာပေးနဲ့ဤကုန်ချုပ်ပါတယ်ဘုရားခင်နေတင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်